ဌာနငံမှာ CI စာအုပ်ကန်ဆောင်တဲ့အလုပ်သမားတွေက CI ကနေ PJ passport ပြောင်းလဲတဲ့အခါ passport စာအုပ်မှာ passport for thailand only ဌာနငံအတွက်သာအသုံးပြုဖို့ဆိုတဲ့တစိုက်တုံးကိုစက်တင်ဘာလ25ရက်ကစလို့ထည့်သွင်းထုတ်ပေးနေတယ်လို့သိရပါဗယ်ထိုင်းမှာတန်းနဲ့ချီတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ certificate of identity CI လို့ခေါ်တဲ့ဘယ်သူဘဝဖြစ်ကြောင်းသက်သေကန်လက်မှတ်ကန်ဆောင်ကြပြီး CI ကတစ်ဆင့် PJ အလုပ်ကန် passport ကိုပြောင်းလဲကန်ဆောင်ကြတာပါ မဟာချိုင်မှာ CI ကနေ PJ passport ပြောင်းလဲသူတွေကိုအဲ့ဒီဒစိတုံထုပေးလိုက်တာဖြစ်ပြီးအဲ့ဒီဒစိတုံကြောင့်ထိုင်းနဲ့မြန်မာနိုင်ငံကလွဲပြီးအခြားနိုင်ငံတွေစီသွားရောက်နိုင်မှာမဟုတ်တော့ဘူးလို့ passport အကျိုးဆောင်တွေကပြောပါတယ် CI ကနေတော့ပြည်ပြောင်းပြီးတော့ဒီလိုစိတ်တုံးကြီးထူလိုက်တော့ဟိုဘာမှမထူချာနိုင်အောင်လေထိုင်းနိုင်ငံအတွင်းမှာပဲနေဆိုတဲ့သဘောမျိုးကြီးပေါ့။ဘာလို့ဆိုတော့တော်တော်များများကျတော့အခု မြန်မာနိုင်ငံကနေပြီးတော့အကြောင်းမျိုးအကြောင်းနဲ့ထိုင်းနိုင်ငံလည်းကိုထွက်လာတယ်။သူဆိုလို့ရှိရင်ဒါဂျပန်သွားမှာတို့ဟိုစင်ကာပူသွားမှာတို့သူတို့သူတို့လည်းသူတို့ကိစ္စနဲ့သူတို့ပေါ့နော်။ဒီ CN ကနေပြီးတော့ပြည်ချေပြောင်းလိုက်မယ်။ပြောင်းမလို့ရှိရင်နိုင်ငံသားကိုထွက်ဖို့အခုကသူက Thailand for only ဆိုပြီးတော့ရှင်းလိုက်တော့တခြားနိုင်ငံကိုသူတို့ထွက်လို့မရတော့ဘူး။ထွက်လို့မရတဲ့ပြဿနာရရှိမယ်။ဒီမြန်မာနိုင်ငံကိုတော့သွားလာခွင့်ရှိတယ်။ မြန်မာနဲ့ထိုင်းနဲ့ဒီနှစ်နိုင်ငံပဲပေါ့ဒီအနည်းဆုံးအိန္ဒိရှင်းနိုင်ငံလာအိုနိုင်ငံတို့ကမ္ဘောဒီးယားတို့တော့သူတို့သွားလို့မရတော့ထိုင်းနိုင်ငံတွင်းမှာပဲအလုံးလုံးဒီပြီးလို့ရှိရင်မြန်မာပြည်ပြန်ပြီးထိုင်းနိုင်ငံဒီနှစ်နိုင်ငံပဲသူတို့ကူသွားရတော့မှာပေါ့အဲ့လိုပုံစံမျိုးလေးနော် CI စာအုပ်ကထိုင်းနိုင်ငံအတွင်းသာခီးသွားလာခွင့်ရှိပြီး PJ passport စာအုပ်မှာပါအခုလိုတစိတုံးထုတ်လိုက်တာကအလုပ်သမားတွေအတွက်နင်းနာရတယ်လို့လည်းပြောပါဗျ။ CI ကနေ PJ passport ပြောင်းလဲသူတွေကိုအခြားနိုင်ငံဆက်သွားခွင့်မရအောင်ကန့်သတ်လိုက်တာက CEO စုရဲ့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအပေါ်ပြင်းပြင်းထန်ထန်ဖိနှိပ်တဲ့လုပ်ရက်လို့လည်းထိုင်းရောက်အလို့သမားရေးလှူရှားသူတွေကပြောပါဗျ။ကိုနိုင်ငံရဲ့ passport စာအုပ်တုံးနဲ့တခြားနိုင်ငံကိုတွားခွင့်မရဘူးဆိုတာကတော့ဒါတသက်ကိုနိုင်ငံသားရဲ့အခွင့်အရေးကိုဖိနှိပ် ချုပ်ချယ်တာပေါ့နော်အဓိကတော့ဂျမ်ပါစေအုပ်စုအနေနဲ့ထိုင်းရောက်မြန်မာတွေကိုဟိုပြင်းပြင်းထန်ထန်နဲ့ကိုပြစ်မှတ်ထားပြီးတော့လုပ်နေတဲ့သဘောပါပဲဆိုလိုတာကဒီ passport စာအုပ်ကနိုင်ငံတစ်ခုရဲ့ passport စာအုပ်ကနိုင်ငံပေါင်းစုံသွားခွင့်ရှိရမယ်ဒါကနိုင်ငံတကာရဲ့ law ပဲဒါပေမဲ့အဲ့ဒါကိုဒီထိုင်းတိုင်းနိုင်ငံနဲ့ပဲကန့်တတာမျိုးอ่ะသူကသူစီရန်ရပဲပြောင်းပြောင်းဘယ်ရပဲပြောင်းပြောင်းပေါ့နော်ထိုင်းနိုင်ငံကနေဘက်ကနေပဲပြောင်းပြောင်းထိုင်းနိုင်ငံတိုင်းနိုင်ငံနဲ့ပဲသွားမယ်ဆိုတာမျိုးကန့်တတာမျိုးကတော့ဒါကတော့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုပါအကုန်လိုက်ပါပိတ်ဆို့နေတဲ့ဒီ jump fast အုပ်စုရဲ့အကြောက်လွန်တဲ့ စိတ်ကြောင့်ဘလိုမျိုးဒီထိုင်းရောက်မြန်မာနိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ပိတ်ဆို့နေရပါတော့တပြည်တော်ဒီတော်လိုင်းကြီးနဲ့ပတ်သက်တဲ့လူတွေကလည်းထိုင်းမှာအဓိကအများဆုံးရှိတာဆိုတော့ဒါဟုတ်သူတို့ပြစ်မှတ်ထားပြီးတော့လုပ်တဲ့သဘောလို့ကွယ်မင်းတို့အနေနဲ့တော့တုံ့တက်ပါတယ်ဗျာထိုင်းနိုင်ငံအတွင်းမှာရောက်ရှိနေထိုင်နေကြတဲ့မြန်မာရွေတက်9တန်းနီးပါးရှိပြီးအဲ့ဒီတန်းမှာအထောက်အထားရှိတဲ့လောသမားဦးကြီးက3တန်းဝန်းကျင်ရှိတယ်လို့ထိုင်းရပ်ဘက်ဖွဲ့တွေကထုတ်ပြန်ထားပါတယ် ဒီနှစ်ထဲမှာ CI စာအုပ်အသစ်လဲတက်တန်းထိုးတဲ့အလုပ်သမားက2သိန်းခွဲကနေ3သိန်းဝန်းကျင်လောက်ရှိနိုင်ပြီးစာအုပ်အသစ်လျှောက်ထားမဲ့အလုပ်သမားတွေအတွက်ကတိန့်ချီရှိနိုင်တယ်လို့အလုပ်သမားရေးလှုပ်ဆောင်သူတွေကခံမှန်းပြောဆိုပါတယ်ကျွန်တော်ဇွဲသစ်ပါ